အားလုံးပဲမင်္ဂလာပါမနေ့ကစနေနေ့ညမှာလူချင်းမင်းတို့အတွက်အကြိုက်ဆုံးပွဲရွေးချယ်ပြီးခဲ့တဲ့ဆန္ဒလန်အသင်းနိုင်ပွဲနဲ့အတူအားလုံးပျော်ရွှင်ခဲ့ရလိမ့်မယ်လို့ယုံကြည်မိပါတယ်ဒီနေ့မှာလေလူချင်းမင်းတို့အတွက်ပွဲစဉ်တွေအများကြီးရှိတဲ့အနက်မှာကြည့်ရောက်နိုင်ခြင်းအများဆုံးအနိုင်ရရှိနိုင်ခြင်းအများဆုံးပွဲစဉ်လေးပွဲကိုရွေးချယ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူအစည်းအဝေးရဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့အတွက်လည်းတောင်းဆိုအပ်ပါတယ် ABC Sport မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တပတ်တည်း Tottenham Hotspur တင်းနဲ့ Aston Villa ပွဲဒီပွဲစဉ်ကိုတော့ဒီနေ့ည9:00နာရီခွဲမှာကံမှာဖြစ်ပြီး Asian Hotspur တင်းမှာ Aston Villa တင်းကိုတရေ55ပြားရှုံးပေးထားပါတယ်ဂိုးပေါင်းကြီးကတော့3-0အတွင်း60အနိုင်ပါ ကိုရလည်းခမ်းမန်းချက်တဲ့အနေနဲ့ Asian Hotspot အနိုင်ဖြစ်ပြီးတလုံးသွင်းတော့ပြည့်နိုင်မှာဖြစ်လို့ Spa Body ကြိုက်ပါတယ် Asian Hotspot 2 Aston Villa 1မှာနံပါတ်2 Liverpool နဲ့ Manchester United ပွဲဒီပွဲစဉ်တော့ဒီနေ့ည10:00နာရီမှာကံမှာဖြစ်ပြီး Asian Liverpool အသင်းမှ Manchester United အသင်းကိုတလုံးသွင်း၅ပြားအနိုင်ပေးထားပါတယ်ဘောအောင်ကြီးကတော့၃လုံးသွင်း40ရှုံမှာ ရလက်ခံမှန်းချက်အနေနဲ့ပြန်လည်သွင်းကိုတွေကိုမြေတွေ့ရမှာဖြစ်ပြီးနှစ်ဖက်နှစ်ကိုးစီနဲ့တရေရလက်ထွက်ပေါ်လိမ့်မယ်လို့ထင်မိပါတယ်ဂိုးပေါင်းပေါ်ကြိုက်ပါတယ်ဒါမှမဟုတ်တရေကြရင်တော့ပြေးနိုင်မှာဖြစ်လို့မန်ယူဘော်ဒီကြိုက်ပါတယ်နှစ်ဖက်သုံးလီဗန်သီးနဲ့ဗလက်ကာနိုပွဲဒီပွဲစဉ်တော့ဒီနေ့ည7:00နာရီမှာကံပါဖြစ်ပြီးအင်ရှင်လီဗန်ဒေးအသင်းမှတရေ10ပြားရှုံးပေးထားပါတယ်ဂိုးပေါင်းကြီးကတော့နှလုံးသွင်း65ပြားအနိုင်ပါ ဒီပွဲစဉ်ရဲ့ဂိုးရလက်ခံမှန်းချက်တွေနဲ့တစ်ဖက်ကိုတကိုးစီနဲ့တည်ရကြနိုင်တဲ့အနေအထားရှိပါတယ်။နှစ်ဖက်သွင်းကိုနှစ်ကိုးပြည့်ရင်95ပြားနိုင်မှာဖြစ်လို့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်။နံပါတ်၄ AC Milan နဲ့ Fiorentina ပွဲဒီပွဲစဉ်ကိုတော့မနက်ဖြန်မနက်တနေ့15မှာကံမှာဖြစ်ပြီးအင်ရှင် AC Milan အသင်းမှာတလုံးသွင်း90အနိုင်ပေးထားပါတယ်။ဂိုးပေါင်းကြီးကတော့နှလုံးသွင်း85ပြားရှုံးပါ။ ဂိုရလက်ခံမှတ်ချက်အနေနဲ့အင်ရှင် AC မီလန်အနိုင်ဖြစ်ပြီးဂိုးလည်းပြတ်မယ်လို့ထင်မိပါတယ်။အင်ရှင် AC မီလန်3ဖီယိုဒီနာ1မှာဂိုးဝါပေါ်လည်းကြိုက်ပါတယ်။ဆလာဘီဒီနေ့ညရွေးချယ်ခဲ့တဲ့ပွဲစဉ်၄ပွဲအနက်မှာလုံးဝအနိုင်သေးကြမဲ့ပွဲတစ်ပွဲကိုရွေးချယ်ပြရမယ်ဆိုရင်တော့လီဗန်သင်းနဲ့ဗလကာနိုပွဲဖြစ်ပြီးအဲ့ဒီပွဲအတွက်ဂိုးဘော်လုံးဝသေကြပါတယ်ဂိုးဘော်ဘော်ဒီနဲ့ကြီးနေတဲ့ပို့ထည့်ပေးထားပါလို့ပြောကြရင်နှုတ်ခွန်းဆက်တာလိုက်ပါတယ် အားလုံးပဲကံကောင်းကြပါစေ။နောက်အဆီဇန်တွေမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်မျှော်လင့်မိပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။